ားလုံးပဲမင်္ဂလာပါညီကိုတို့ရေနေကောင်းကြမှာချမ်းသာကြပါစေခင်ဗျာမတော့ကျွန်တော်ရွေးချယ်ထားတာကတော့စနေနေ့ညမှာကမ်မဲ့အင်္ဂလန်ပရီးမီးယားလိပွဲစဉ်၅ပွဲရွေးချယ်ထားပါတယ် Brentford Brighton Crystal Palace Bournemouth Everton Man City West Ham United နဲ့ Southampton Aston Villa နဲ့ Newcastle တို့ပွဲစဉ်တွေဖြစ်ပါတယ်ခုကျွန်တော်ပထမအဦးဆုံးအနေနဲ့ကျွန်တော်စတင်ပြီးမှ review လုပ်ပြီးမှတော့ Brentford နဲ့ Brighton တို့ပွဲစဉ်ဖြစ်တဲ့ဒီပွဲစဉ်မှာ Brentford အသင်းကတော့ level 30ရှုံးနဲ့ဘိုးပေါင်းကြီး390နိုင်ဆိုမှစတင်ကြီးတွေပေးထားပါဗျာ ဒီနှစ်သင်းရဲ့ဇယအနေထားကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ ancient အသင်းဖြစ်တဲ့ brand book ကအဆင့်7မှာရှိရ43မှာ brighton အဆင့်10မှာရှိရ48မှာပေါ့နော်ဒီနှစ်သင်းရဲ့ရမက9မှာကွာတယ်ပေါ့နော် brighton ရဲ့အပေါ်မှာဆိုရင် fulham 48 bournemouth 48 aston villa 54ဆိုမှာအဆင့်ဆင့်နေရှိရပေါ့နော်ဒီနှစ်သင်းရဲ့ပထမအကြော့ပေါ့နော်ဒါကျွန်တော် brighton ဘက်မှာ zz ဆိုတဲ့ရက်လက်နဲ့ပြီးဆုံးထားတာတွေ့ရပါတယ် လက်ရှိ Brandfo အတင်းကတော့အိမ်ဝဲမှာ၈ပွဲဆက်နိုင်ဝဲပြောက်ထားတဲ့အတင်းတင်ဖြစ်နေရတယ်တွေ့ရတာပေါ့နော်အိမ်ဝဲပွဲစဉ်တွေမှာဆိုလို့ရှိရင်သူနိုင်ဝဲပြောက်ထားတာကတော့ Forest ကို Z2 နဲ့ရှုံးတယ် Arsenal ကို3-1နဲ့ရှုံးတယ် Liverpool 2-0 Spurs 2-0 Aston Villa 1-0ပေါ့နော်အတေးချတဲ့ပွဲစဉ်လေးတွေရှိပါတယ် Chelsea 0-0ပေါ့နော် Everton 1-1ပေါ့ Man City 2-2ဒီလိုပွဲစဉ်လေးတွေရှိတယ်ပေါ့နော် ဒီအတင်းကတိုက်စစ်တော့ကောင်းပါတယ်နော်အရင်တော့ကတော့အိမ်ဝင်ကောင်းတဲ့အတင်းဖြစ်နေတာအခုကပြောင်းပြန်ပြန်ဖြစ်သွားပြီအဝေးဝင်ကောင်းတဲ့အတင်းပြန်ဖြစ်နေတာတူတူခြားခြားပြန်တွေ့နေရတာပေါ့နော် Brighton အတင်းရဲ့လက်ရှိကာရာဖောင်ကြည့်မယ်ဆိုလို့ရှိရင်တော့အိမ်ဝင်အဝေးဝင်ပြိုင်ပွဲဆုံး၅ပွဲကိုကြည့်မယ်ဆိုရင်တော့တပွဲနိုင်နှစ်ပွဲသေးရင်နှစ်ပွဲရှုံးထားတယ်ပေါ့နော်ဒီအတင်းကအခုနောက်ပိုင်းမှာအချို့ကစားသမားလေးပေါ့နော်ဒါမီတိုမာတို့ဘာတို့ပေါ့နော်ဒီကစားသမားတွေဒဏ်ရာပြဿနာရှိတယ်ပေါ့နော်ဒီကစားသမားတွေမှာပါတဲ့အချိန်မှာဒါဂူးတွင်းဆန်းဆောင်ရရနည်းနည်းလေးကျသွားတာတွေ့ရတယ်ပေါ့နော် ဆိုရင်သူတို့ဆော့ခဲ့တဲ့ပွဲစဉ်လေးတွေမှာကျွန်တော် ကြည့်လိုက်မယ်ဆိုလို့ရှင်ဒါလက်စတာလို့အသင်းကိုသူတို့တူးတူးဆော့တာဗျာခရစ်စတာပဲလစ်ကို2-1နဲ့ရှုံးတယ်နော်ပြီးလို့ရှိရင်ကျွန်တော်ဒါအက်စတိုမီလာကိုအိမ်ခွင်းမှာ3-0နဲ့ရှုံးတာမျိုးတွေပေါ့နော်ဒီလိုကြုံနေရတာတွေ့ရတယ်ဆိုတော့ဒီအသင်းကလည်း attacking ဆော့တဲ့အသင်းဆိုတော့ဂိုးတွေလည်းတွင်းတယ်လို့ဂိုးတွေလည်းပြန်ပြန်ပေးတာမျိုးတွေ့ရတာပေါ့နော်ဒါ head to head အနေထားကိုကြည့်မယ်ဆိုလို့ရှင်ဒီနှစ်တင်းတွေ့ခဲ့တဲ့၅ချိန်မှာကြည့်မယ်ဆိုရင်အာ go out ၃ချိန်နဲ့ go out ၂ချိန်ကြာထားတာလည်းတွေ့ရတာပေါ့နော် ီ၅ချိန်မှာဆိုရင် brand flow ကတစ်ချိန်နဲ့ brighton တစ်ချိန်နိုင်ပြီးကျန်တဲ့ဘောနောကျွန်တော်၃ချိန်ရတရီတွေကျထားတာလည်းတွေ့ရတာပေါ့နော်ဒီနှစ်သင်းရနိုင်ဂျီယာတော့မှာတော့ကျွန်တော် brand flow အသင်း40ရာခိုင်နှုန်း brighton အသင်း38ရာခိုင်နှုန်းဆိုမှဒါအတီးတီးပြီးထားတာတွေ့ရတာပေါ့နော် wise web ပေါ့ကြီးတွေကိုကြည့်မဲ့ဆိုရင်တော့ wise to os မှာတော့ဘောနော ancient အနိုင်ကိုတော့2.57ဆိုမှပြီးထားတယ်ပေါ့ဗျာ ါအဝေးခွင့်အတင်း brighter နိုင်ကိုတော့ကျွန်တော်2.66ပေါ့နော်ပေးထားတာတွေ့ရပါတယ်ဒါမင်းနဲ့60အတော်အတွင်းမှာဖြစ်မဲ့နှစ်သိန်းပေါင်း9ပေါင်းကြီးရတော့ဒါအနည်းဆုံး3လောင်းထိတော့ရောက်သွားမယ်ဆိုတော့ဂျီကိုတော့ဖွင့်ထားတာတွေ့ရတာပေါ့နော်ဒီအတင်းနဲ့တင်းစလုံးကဘာမှကျွန်တော်တို့မျောလင်းချက်လည်းမရှိတော့ဘူးပေါ့နော်တန်ဆင်းဆောင်ကလည်းလွတ်ပြီးဆိုဆော့ချက်တယ်လို့ဆော့လာနိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် brand code အတင်းရတော့အနည်းဆုံးကျွန်တော်တစ်လုံးနဲ့နှလုံးသားမှာရမယ်ဆိုတော့ကြည့်တော့ဖွင့်ထားတယ် right hand အတင်းလည်းအတူတူပါပဲဗောနော်တေချာပေါက်ကိုရမှာဆိုတော့ကြည့်ဖွန်တာနဲ့တင်းလုံးကိုကတော့တွဲမှာတေချာတယ်ဗောနော်ဒီကျွန်တော် one pair ရဲ့ formula အတိုင်းဆိုရင်တော့တေချာပေါက်ကိုတွဲမှာဗောနော်ဒီပွဲစဉ်မှာတော့ဗောနော်ကျွန်တော်ကဘူပေါင်းဗောနော်နှစ်တင်းပေါင်း3လုံးထိ3လုံး20နိုင်ဆိုတော့ကျွန်တော်နှစ်တင်းပေါင်းကျွန်တော်3လုံးထိကြိုက်ပါတယ်ဗောနော် body ရိုက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာဗောနော်ဒါအများအားကျွန်တော်ဒါတည်ပွဲတွေပဲဖြစ်တယ်ဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာတော့ အင်ရှင်အတင်းဖြစ်တယ်ဗောနော် brand brand food body ကိုပါပါလေးရိုက်ရင်ရိုက်ကြည့်ဗောနော်အများကြီးလောင်းမအချာမပေးစင်ပါဘူးနော်ဒီပွဲစဉ်ကဒါမှကျွန်တော်ဒီဂူပေါင်းအပေါ်တစ်မျိုးတော့တော်တော်လေးကြိုက်ပါတယ်ပွဲစဉ်တစ်ပွဲကတော့ Crystal Palace နဲ့ Bournemouth တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒါ Crystal Palace နဲ့ Bournemouth တို့ပွဲစဉ်မှာတော့ Palace က level 30ရှုံးဗောနော်ပြီးရင်ဂူပေါင်းကြီး360နိုင်ဆိုမှဖွင့်ထားတာတော့တွေ့ရတယ်ဗောနော်ကခုလက်ရှိဇေယျအနေထားကြည့်မယ်ဆိုရင် Crystal Palace က43မှတ်နဲ့ Bournemouth က48မှတ်ပေါ့နော် ဒါဘုံမောင်းရဲ့အပေါ်မှာဆိုရင် Aston Villa 54ပဲရှိမှာပေါ့ဗျာတွေ့ရအောင်မှာ Fulham 48နဲ့ Brighton 48ဆိုမှဒီလိုရမှတ်တယ်တတိယထားတာတွေ့ရတာပေါ့နော်လက်ရှိကျွန်တော်ဒီနေ့တင်းရဲ့ပထမအကြော့တော့ငါဆော့ခဲ့တယ်ဘုံမောင်းကွယ်မှာဇီဇီကျထားတွေ့ရတာပေါ့နော်ဇီဇီဆိုရယ်ရလာနဲ့ပြီးထားတာတွေ့ရတယ်လက်ရှိ Crystal Palace ရဲ့အင်ဝင်အဝေးဝင်ပြန်ပွဲဆုံး၅ပွဲ Premier League ၅ပွဲဆော့ထားတာကြည့်မှဆိုရင်၅ပွဲနိုင်တဲ့ပွဲသေးရင်၅ပွဲရှုံးထားပါတယ် အခုကျွန်တော်ဒီဘောနော Man City နဲ့ Newcastle ကိုဘောနော်ဒီနှစ်တင်းထဲကို19ရောင်ပေးထားတယ်သူတို့ခံစီကြည့်အကြောက်ဖြစ်ရယ်အ Newcastle 5-0ဗျာ Man City ကို5-2ပါဗျာတော်တော်လေးဆူဆူဝါးဝါးဖြစ်နေတာတွေ့ရတယ်ဘောနော်ဒီနှစ်ပွဲမှာဆိုလို့ရှိရင်အဘောမောက်ကိုကြည့်မယ်ဆိုဘောမောက်ရနောက်ဆုံးပြန်မယ်ဆို5ပွဲကြည့်မယ်ဆိုလို့ရှိရင်တော့တစ်ပွဲနိုင်တစ်ပွဲသိရင်တစ်ပွဲရှုံးထိုင်မှာဘောမောက်ကလည်းခံစစ်လုံတဲ့အတင်းမျိုးတော့မဟုတ်ဘောနော်တူတွင်းကိုတွင်းပါဗျာဆိုဒီနှစ်တင်းရဲ့ head to head အနေထားလေးတွေကိုကြည့်မယ်ဆိုနောက်ဆုံး5ချိန်ပါဆို5ချိန်လုံးကျွန်တော်တို့ goal အောက်ကျထားတာတွေ့ရတယ်ပေါ့နော် crystal palace ကတော့2ချိန်နိုင်ထားတယ်ဘောမောက်က2ချိန်နိုင်ပြီးဒီချိန်ကတော့တည်ရကျထားတာလည်းတွေ့ရတာပေါ့နော်နိုင်ဂျီးရီးယားနိုင်ငံတွေကြည့်မယ်ဆိုရင် crystal palace ကတော့60ရာခိုင်နှုန်းဘောမောက်က53ရာခိုင်နှုန်းဆိုမှပေးထားတာတော့တွေ့ရတယ်ပေါ့နော် so wines web ပေါက်ကြီးတွေကိုကျွန်တော်ကြည့်ရမှာဆိုလို့ရှိရင်เนาะ wines web မှာဖွင့်ထားတယ် wines to oss ါ Crystal Palace အနိုင်ကိုဆို2.70တရေကိုတော့တုံးစားပေးထားတယ်ပေါ့နော်ဘုံကအနိုင်ကိုတော့2.60ပေါ့ဗျာဒီနှစ်တည်းကတိတ်မကွာပါဘူးပေါ့နော်ခြေစွမ်းကတိတ်မကွာဘူးဒါမင်းနဲ့60အတော်တော်များပေးထားတဲ့ဂိုးပေါင်းကြီးကထုံးစံအတိုင်းပေါ့နော်အနည်းဆုံး3လောင်းထိရောက်မှာဆိုတော့ကြီးပေါ့ဗျာပြီးလို့ရှိရင် Crystal Palace အတင်းကတော့အနည်းဆုံး3လုံးလောက်ပဲရမှာဆိုတော့ကြီးတော့ဖွင့်ထားပါတယ်ဘုံမအတင်းကလည်းအနည်းဆုံး3လုံးနဲ့1လုံးချားမှာရမှာဆိုတော့ကြီးတော့ဖွင့်ထားတယ်ပေါ့နော်ဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်ကတော့ level 30ရှုံးဆိုတော့ဒီ body j ရပါတော့ဒါအများအား5ပေါင်းအောက်ကိုပဲဗောနော်ဒါ go အောက်ကိုပဲဥတီတယ်ဗောဗျာဥမာ 1c 2c ဒီလိုနဲ့ပြီးတာများတယ်ဗောနော်ဒီနဲ့တင်းနဲ့လုံးကလည်းကျွန်တော်ဒါမျောလင်းချက်တွေလည်းပူစီမရှိတော့ပါဘူးဗောနော်အခုတော့တန်းဆင်းဆောင်ကလည်းလွတ်သွားပြီဆိုတော့ဆော့ကျင်တယ်လို့လည်းဆော့လာနိုင်တယ်ဗောနော်ဒါမှမဟုတ်ဘုံမအတင်းကတော့နည်းနည်းကြိုးစားမယ်ဆိုရင်ဗောနော် Europa Conference League တို့ပါတော့ဝင်နိုင်ဖို့တန်နေရရောက်လည်းရောက်နိုင်သေးတယ်ဗောဗျာဒါတော့မျောလင်းချက်တော့နည်းသွားပါပြီ ဆိုဒီပွဲစဉ်မှာဘယ်လိုပဲနေနေပါကျွန်တော်ဒီပွဲစဉ်မှာဂိုးပေါင်းအပေါ်ကြိုက်တယ်ဘော်ဒီရိုက်မှာဆိုလို့ရှိရင်တော့ဒါတည်ကြဖို့များတဲ့အတွက်ပေါ့နော်ကျွန်တော်ဒီပွဲစဉ်မှာဘော်ဒီမှာဘုံမောက်ပေါ့နော်ပါပါလေးရိုက်ဖို့ကျွန်တော်အောက်ကိုတင်ဘုံမောက်ကိုကြိုက်ပါလေဗျာနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Everton နဲ့ Man City တို့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ Man City ကတလုံးထွင်းအပြည့်အစားတရားစားပေါ့နော်ဂိုးပေါင်း380နိုင်ဆိုမှဖွင့်ထားတယ်ပေါ့နော် ဒီနေရာမှာဇယားမှာအဓိကကျွန်တော်ကြည့်ရမှာပေါ့နော်အေဗာတန်38မှာပေါ့နော်နောက်ထပ်တပွဲလောက်နိုင်လိုက်ရင်တော့သူတို့လည်းတန်းဆန်းဆောင်မှာလွတ်သွားပြီပေါ့ဗျာအခုကလွတ်တက်လောက်တော့ဖြစ်သွားပါပြီအတူအောက်မှာတော့ကျွန်တော် SV တို့ဒါ Leicester တို့ Southampton တို့နဲ့ West Ham United နဲ့အမှန်ကတအားကွာပါပြီပေါ့နော်အမှန်ကအနေထားတွေကတအားကွာနေဆိုတိတ်ဆိုးရင်စရာအချိန်တွေမှာလည်းမရှိတော့ဘူးပေါ့နော် Diamond City အတွက်ကတော့နည်းနည်းဆိုးရင်စရာရှိရတူအောက်မှာပေါ့နော်ကျွန်တော်ဒါ Chelsea 54မှတ်တို့ Aston Villa 54မှတ်တို့ရှိတယ်ပေါ့နော် Man City က55ပေါ့ဗျာ သူ့အပေါ်မှာ forest က50ခွန်းဆိုတော့ man city ကနိုင်ပွဲတွေထပ်လို့သေးတယ်ပေါ့နော်ချန်ပီယံလိဝင်ဝင်တနေရအတွက်ဒီနေ့ကကျွန်တော်ချန်ပီယံလိက5ဆင်းနောက်ဝင်မှာဆိုတော့တတင်းကတော့တော်တော်လေးဒါအတင်းနဲ့လည်းအပြိုင်ပိုင်ကျူးစမ်းနေကြတယ်ပေါ့ဗျာဒီနေ့တင်းရဲ့ပထမအကြော်တော့ကတော့ဒါ1 1ဆိုတဲ့ရလနဲ့ man city ကွင်းမှာကြာထားတာတွေ့ရတယ်အရှိကျွန်တော် Everton အတင်းရဲ့အိမ်ခွင်အဝေးခွင်ကာရာဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင်တော့တပွဲနိုင်၃ဘွဲတည်တပွဲရှုံးထားတယ်ပေါ့နော် ဒါ everton အတင်းကတော်တော်လေးကောင်းတယ်လို့ပြောရမှာနော်။နီးပြလဲပြီးတဲ့နောက်ပိုင်းမှာသူတို့ရဲ့ခံစစ်တိုက်စစ်တော်တော်လေးမျှသွားတာတွေ့ရတယ်ပေါ့နော်။ Man City အတင်းကိုကြည့်မယ်ဆိုရင် Man City အတင်းကနောက်ဆုံး၅ပွဲကိုကြည့်မယ်ဆိုလို့ရှင်နာ၅ပွဲနိုင်၅ပွဲတည်တပွဲရှုံးထားတယ်ပေါ့နော်။ဒါနိုင်ထားတဲ့ပွဲစဉ်လေးတွေမှာဆိုရင်လည်း Leicester City ကို2-0နဲ့နိုင်တယ် Crystal Palace ကို5-2နဲ့နိုင်တယ်ပေါ့ဗျာ။ဒါအရင်ဆုံးကျွန်တော်ဒီပွဲစဉ်မှာဆို Crystal Palace က၅ဂိုးအရင်စားပြီးတွင်းတာပေါ့နော်။အဲ့ဒီနောက်မှ Man City ကနောက်ကျဂိုးတွေနဲ့တွင်းပြီးမှကျွန်တော်အနိုင်ရသွားခဲ့တယ်ပေါ့နော်။ ဒီနှစ်သင်ရဲ့ပထမအကြောင်းကတော့ဒီနှစ်သင်ရဲ့ကျွန်တော်တို့ဒါ head to head ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ head to head နောက်ဆုံးတွေ့ကြတဲ့၅ချိန်မှာဆိုလို့ရှိရင်ဓမ္မ City အသင်းကအနည်းဆုံး၃ချိန်လောက်နိုင်ထားပါဘောနော်၅ချိန်ကတော့တည်ရည်ချထားတာတွေ့ရတယ်နိုင်ဂျီးယားနှောင်းနေမှာတော့ကျွန်တော်တို့ဒါ Everton က26ရာခိုင်နှုန်းနဲ့ Man City က52ရာခိုင်နှုန်းဆိုမှပေးထားတာတွေ့ရတယ် ဒါ once to osma ဆိုလို့ရှိရင်တော့ man city အနိုင်ကိုဆိုရင်1.90ဆိုမှပေးထားပါတယ်เนาะတရီကို3ဆပေါ့เนาะဒါ everton အနိုင်ကိုတော့4ဆလောက်ပေးထားတာတော့တွေ့ရပါတယ်မိနစ်90တော့တော့မှအနည်းဆုံးကျွန်တော်ဖြစ်မဲ့ဂိုးပေါင်းကြီးကနှလုံးနဲ့၃လုံးကြားမှာဖြစ်မဲ့ပေါ့ဗျာအနည်းဆုံးနှလုံးနဲ့၃လုံးကြားမှာဖြစ်မဲ့ပြီးလို့ရှိရင်ဒါ everton အတင်းလက်တလုံးတော့တော့ဂိုးတွင်းသွားနိုင်တယ်ပေါ့เนาะ man city ကတော့အနည်းဆုံးနှလုံးတော့ရမယ်ဆိုတော့ခြေတော့ဖန်တာပေါ့เนาะကျွန်တော်ဒီမှာ တစ်ချက်စဉ်းစားရမှာပေါ့နော်ဒါ Everton အသင်းကတအားကောင်းတယ်ဆိုတော့ကျွန်တော်လည်းလက်ခံပါတယ်တအားကောင်းနေတယ်အခြေစွမ်းလည်းတအားပြနေတယ်ပေါ့နော်ဒါပေမဲ့ Man City ကလည်းဒါ Champion League ဝင်ခွင့်တနေရအတွက်ဒါတေချာဖို့အတွက်ပေါ့နော်သူတို့ရဲ့ကစားသမားသူတို့ရဲ့ player သူတို့ရဲ့ quality သူတို့ရဲ့အဆင့်တန်းတစ်ခုနဲ့ဆို Champion League ဝင်မှပဲဖြစ်မှာပေါ့နော်အဲအကြောင်းကိုကျွန်တော်ဒီပွဲစဉ်မှာပေါ့နော် Man City body ပဲခြိုက်တယ်ပေါ့နော်တကယ်လို့အများကြီးမလောင်ရဲဘူးဆိုရင်လည်းပါပါလေးလောင်ရင်လောင်ကြည့်ပါတော့ပြီးရင်ကျွန်တော်ဒီပွဲထဲမှာ9ဘောင်းအောက်ကိုခြိုက်တယ်ပေါ့နော်တောင်းလောင်80နိုင်ဆိုရင်ကျွန်တော်9ဘောင်းအောက်ကိုပဲခြိုက်ပါတယ် ပွဲစဉ်တစ်ပွဲကတော့ West Ham United နဲ့ Southampton တို့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ West Ham United ကတော်တော်လေးကိုပြင်းပါတယ်တလုံး30ရှုံးဂိုးပေါင်းကြီးတလုံး40နိုင်ဆိုမှပေးထားတာတွေ့ရတာပေါ့နော်ဒါ West Ham United နဲ့ဒါ Southampton တို့ပွဲစဉ်မှာပေါ့နော်ဒါကျွန်တော်ကြည့်ရမှာဆိုရင် West Ham United ကအဆင့်7ကောမှာရှိတယ်35မှာပေါ့နော် Southampton ကတော့တန်းဆင်းသွားပြီပေါ့ဗျာဘာမှဖြစ်ရလည်းမရှိဘူးဆော့ကျင်တယ်လို့ဆော့လာနိုင်တယ်ပေါ့နော် ဒီနဲ့တင်းရဲ့ပထမအကြောကိုကြည့်မယ်ဆိုလို့ရှိရင် WhatsApp United က 1Z ဆိုတဲ့ရလနဲ့နိုင်ထားတယ်ပေါ့နော်ဒါဆောက်တဲ့နိုင်ပွဲမှာနိုင်ထားတယ်လက်ရှိ WhatsApp United ရဲ့ Carafao 5ပွဲကြည့်မယ်ဆိုရင်ကျွန်တော်နိုင်ပွဲမတွေ့သေးဘူးပေါ့နော်နှစ်ပွဲတည်း၃ပွဲရှုံးထိုင်မှာတောက်လျှောက်ကျွန်တော်တို့က goal out တွေတော်တော်လေးဆော့ထားတာတွေ့ရတယ်ပေါ့နော်ဒါဘုံမောင်းနဲ့လီဗာပူးပွဲတွေမှာတော့သူတို့တွေတည်းကြီးဆော့ထားတာတွေ့ရတယ်ပေါ့နော်အနည်းဆုံးကျွန်တော်တို့ဒါဘုံမောင်းပွဲမှာတူတူဆော့တယ်လီဗာပူးပွဲမှာ2-1နဲ့ရှုံးတယ်ဒါမှမဟုတ်ကြေးအောင်ထားတာတွေ့ရတယ်ပေါ့နော် သောတနာတရားနောက်ဆုံး၅ဘွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့သောတနာတရားတပွဲနိုင်၄ဘွဲရှုံးပါဗျာရှုံးတာတော့တောက်လျှောက်ပါဗျာဒီအသင်းကဂူတကူတော့တွင်းနိုင်တယ်အတင်တင်ဖြစ်နေတာတော့တွေ့ရတယ်ဗောနော်ဒီနှစ်တင်း head to head ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် head to head ကတော့နောက်ဆုံးတွေ့ကြတဲ့၅ချိန်မှာဆိုရင်ဒါသောတနာအတင်းအတချိန်နိုင်ထားတယ် Western United အတင်းအတချိန်နိုင်ပြီးက၅ချိန်ကတော့တည်ကြထားတယ်ဗောနော်အဲ့ဒီ၅ချိန်မှာဆိုဂူပေါ်တစ်ချိန်ပဲဖြစ်ထားတာလည်းတွေ့ရတယ်ဗောနော် Wines Web Pop J တွေမှာကြည့်မယ်ဆိုလို့ရှင်တော့ဒီပွဲစဉ်မှာ West Ham United အနိုင်ကိုကျွန်တော်တို့ဘောနော1.40ဆိုမှပေးထားတယ်ဗောနော။တရီကိုတော့9စာပေးထားတယ်။စောတနာအနိုင်ကိုတော့9စာလောက်ပေးထားတာတွေ့ရတယ်ဗောနော။စောတနာတော့တော်တော်လေးခင်းမဲ့ပါ။ဒီလိုရှင်မိနစ်90အတွက်တော့မှဖြစ်မှာဂူပေါင်းကြီးအနည်းဆုံး၄လုံးလောက်ထိရောက်ပါမယ်ဗောနော။၃လုံးနဲ့၄လုံးဒီလိုပုံစံမျိုးတော့ဖွင့်ထားတာတွေ့ရတယ်ဗောနော။ပြီးရင် West Ham United ကတော့အနည်းဆုံး၅လုံးလောက်တော့ထည့်မယ်ဗောဗျာ။ စောတနာအတင်းကတော့အနည်းဆုံးတစ်လုံးတော့ကိုရပါမယ်ဆိုရဲကြီးတော့ဖွင့်ထားတာတွေ့ရတာပေါ့ဆိုဒီပွဲစဉ်မှာဘောနော်ဒီလို body shape ပြင်းပြင်းလေးပေးထားတယ်ဗျာဒီပွဲစဉ်မှာကျွန်တော်အဓိကဂိုးပေါင်းအပေါ်ခြိုက်တယ်ဗျာဂိုးပေါင်းအပေါ်တောင်းလုံးလေးတန်းနိုင်ဂိုးပေါင်းအပေါ်ခြိုက်တယ်ဗျာနော် body မှာတော့ကျွန်တော်ဒါနိုင်ကြရင်လည်းဒါကျွန်တော်ဝက်ဆမ်းမြင်တာ2 1လို့ပဲထင်တယ်ဗောနော်ကျွန်တော်ဆောက်တန် body ခြိုက်တယ်ဗောနော် အောက်တင်ဖြစ်တဲ့ဆောက်တန် body ခြိုက်ပါလေနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Aston Villa နဲ့ Newcastle တို့ပွဲစဉ်ဖြစ်တယ်ဗောနော် ဒါဗီလာအတင်းကတော့ level 30ရှုံနေ9ပေါင်းကြီး3လုံး10နိုင်ဆိုမှပေးထားတာတွေ့ရတယ်။ဒါဇယအနေထားကိုကြည့်မယ်ဆိုရင်ဗီလာအဆင့်94မှာပေါ့နော်။နီကာဆရာတော့ချန်ပီယံလိဝင်ဝင်တနေရအဆင့်3မှာရှိတယ်59မှာပေါ့နော်။သူ့အပေါ်မှာအဆင့်နဲ့63ဆိုမှပေးထားတာတွေ့ရတယ်ပေါ့နော်။ဒီနှစ်တင်းရဲ့ပထမအကြော်ပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Newcastle အတင်း3-0ဆိုရရလနဲ့သူကွင်းမှာနိုင်ထားတာတွေ့ရပါတယ် အဆုံမီလာအတင်းရလက်ရှိကျွန်တော်ကာရာဖောင်ကြည့်မယ်ဆိုတော့တော်တော်လေးကြောက်ခမန်းလေးလေးဖြစ်နေတာမတွေ့ရတာပေါ့နော်ကျွန်တော် PSG ကိုအင်ကွန်းမှာ3-2နဲ့တော့နိုင်ထားတာပေါ့နော်ဒါချန်ပီယံလေးပွဲစဉ်တွေပဲကြည့်ကြည့်ပေါ့နော်ဆောက်တနန်လောအတင်းကိုအဝေးဘက်မှာ3-0နဲ့နိုင်တယ်ပေါ့နော်လက်ရှိကျွန်တော်ဒါပရီးမီယာလိကာရာဖောင်5ပွဲကိုကြည့်မယ်ဆိုရင်ပေါ့နော်4-1နဲ့တပွဲရှုံးတာပယ်လစ်ကို4-1နဲ့ရှုံးထားတဲ့အဝေးဘက်မှာပေါ့နော်ကျွန်တော်ပွဲစဉ်တွေမှာတော့ဒါနိုင်ထားတဲ့4ပွဲမှာဆိုရင်3ပွဲတော့ကလင်းရှေ့ရထားတာတွေ့ရတယ် Brentford 1-0ပေါ့နော် Aston Villa 3ဒါ brighton z ပေါ့ဗျာ aston villa 3 southampton z ဒီလိုပေါ့ဗျာ clean sheet တရထားတာလည်းတွေ့ရတယ် newcastle ကြည့်မယ်ဆိုရင် newcastle ဒါနီးပြရလဲကျွန်တော်ကြားမှရေးအချင်းနေမကောင်းလို့ပေါ့နော်လက်ရှိလက်ထောက်နီးပြကိုင်းနေတယ်ဆိုရလဲတော်တော်လေးကောင်းတာတွေ့ရပါတယ်သူတို့ငနောက်ဆုံးဆော့ကြတဲ့5ဘက်မှာဆိုရင်5ဘက်လုံးကျွန်တော်ကြည့်အောင်ထားတာတွေ့ရတယ်ပေါ့နော်ဒီနှစ်တင်း head to head တွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီနှစ်တင်းတွေ့ခဲ့တဲ့နောက်ဆုံး၅ချိန်ပါဆိုရင်ကျွန်တော်၅ချိန်လုံး goal ကိုကြားထားရတယ်တွေ့ရတယ် ဒါ New Castle United အသင်းကတော့ဒါအိမ်ဝင်ပွဲစဉ်ဝေးခွင်ပွဲစဉ်သူးသူးပေါင်း၄ပွဲဆက်ကျွန်တော်နော်၄ပွဲနိုင်ထားတယ်ပေါ့ဗျာဗီလာတော့ဒီချိန်မှနိုင်ထားတာတွေ့ရတယ်ပေါ့နော်ဒီနေ့တင်ရနိုင်ဂျီယာနော်မှာတော့ဒါဗီလာ44 New Castle 58ရာခိုင်နှုန်းဆိုမှပြေးထားတယ်ပေါ့နော်ဒီအတင်းเนี่ยကျွန်တော်တို့ဒါနိုင်ဖို့အရေးကြီးရပါတော့အက်စတိုမီလာလည်းနိုင်ပွဲလိုအပ်တယ်နျူကာဆယ်ကလည်းဒါပို့ပြီးတည်ချောင်းလို့နိုင်ပွဲတွေကိုစီလိုသေးတယ်ပေါ့ဗျာ ဝိုင်းစပ်ပေါက်ကြီးတွေမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဝိုင်းစပ်မှာဖွင့်ထားတဲ့ဒါဝိုင်းစ်2 os မှာဆိုလို့ရှိရင်တော့ဘီလာ9ကို2.4 dB ပေးထားတဲ့ new cafe 2.80ပေးထားတယ်ပေါ့နော်တရေကိုတော့၄စနေပါလောက်ပေးထားတာတွေ့ရပါတယ် Aston Villa အတင်းကတော့အနည်းဆုံးနှလုံးလောက်ထည့်မယ်ပေါ့နော် new cafe အတင်းကအနည်းဆုံးနှလုံးလောက်ထည့်မယ်ဆိုတော့ကြည့်ဖွင့်ထားပါတယ်ဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအပေါ်ခြိုက်တဲ့ပင် body မှာ new cafe body ခြိုက်ပါတယ်ကျွန်တော်တရေလုံးမှန်ထားတယ်ပေါ့နော်ဒီပွဲကို ဒီနေ့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်တွေကတော့၅ပွဲရှိတယ်ပေါ့နော်ဒါ Brandford နဲ့ Brighton မှာဆိုရင် Brandford body ကျွန်တော်ရွေးထားတယ်ပေါ့နော်ဂိုးပေါင်းအပေါ် Palace နဲ့ဘုံမှာဆိုဘုံပေါင်းနဲ့ဂိုးပေါင်းအပေါ်ပေါ့နော် Everton နဲ့ Man City ဆိုတော့ Man City နဲ့ကျွန်တော်ဂိုးပေါင်းအောက်ပေါ့နော် West Ham နဲ့ Southampton ဆိုရင် Southampton နဲ့ကျွန်တော်ဂိုးပေါင်းအပေါ်ပေါ့နော် Milan နဲ့ Newcastle မှာဆိုရင် Newcastle နဲ့ဂိုးပေါင်းအပေါ်ရွေးချယ်ထားတာပေါ့နော်ဒီဗီဒီယိုကကျွန်တော်တရက်ကြိုတင်မြန်မာလောက်ထားတဲ့ဗီဒီယိုတွေဖြစ်ပါတယ်အနားနည်းကြေးတယ်မြင်မြင်ကစားနိုင်သေးတယ်ပေါ့နော် ညီကိုတို့အဆင်ပြေလို့ရှိရင်ထိုးကြပါအဆင်မပြေဘူးဆိုရင်လည်းကျွန်တော်တို့အားပေးတဲ့အနေနဲ့ကြည့်ရှုပေးပါလို့အလုံးစုံတောင်းဆိုချင်ပါတယ်အလုံးညီကောင်းချမ်းသာချမ်းသာကြပါစေဗျာဒီနေ့မှာတော့ကျွန်တော်ကလည်းမအားဘူးဆိုတော့ဒီဘောလုံးဗီဒီယိုတစ်ပုဒ်ပဲလုပ်ပေးနိုင်တယ်ပေါ့နော်နောက်ရအားနဲ့ချင်ချင်ဒီထက်ပိုလောက်နိုင်အောင်ကျွန်တော်ကြိုးစားပေးပါမယ်